မြမရိုးရာရင်ကျေးမှုပေါင်ထိရိုက်ထားတဲ့ကာတကားဆိုတော့အဲအဲ့ဒီရပ်တာပေါ့မြမလူမျိုးမြမရင်ကျေးမှုအဲလို့စိုင်းနံပုံနံတွေရဲ့အရာပါပေါ့အဲဒါလေးပေါ့ဟုတ်ပါဘူးမင်္ဂလာပြောပြောမင်္ဂလာပြောဒီဇက်မှာထိုးကြတိတ်ကြရတာလေးအဲ့လိုမရောက်ခင်မှာဆယ်ဇက်မှာကျွန်တော်တို့ပေါ့ဟိုနောက်ကလိုက်တော့ဈေးစုတွေပေါ့ဈေးစုတွေခဏကမပါဈေးစုတွေနေပြီ အဲ့ဒီမှာအချိန်ရောလိုက်တင်ကလည်းကြာနေနေပြီအချိန်ကိုလူပြီးရိုက်နေရတော့စူးစူးလည်းကြိတ်မိပြီးပြေးရတာပေါ့ဗျအဲ့အားလေးရောမှတ်တရအောင်ပေါ့နော်အချိန်အဲ့ဒီတရလို့ကိုရမက်ကရမက်ပြစ်နေတာချေရမတုံ့ပြန်လုပ်နေနိုင်သေးလားနာမည်ကြီးနေရတော့တည်တယ်စဆုံလိုက်တော့မနိုင်မလို့အလောက်ထိမထင်တော့ဒါပေမဲ့အတူတူလှုပ်လှုပ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ idea တွေသူ့ကိုနေနေရအားတော့အဲဒါကြောင့်လည်းသူဖြစ်တာဘူးသူ့ရင်ထဲမှာအမှုပညာဝမ်းသာတော်တော်ကိုလေ့လာထားတဲ့ ဟုတ်ဇကာတွေမှာတော့ကျွန်တော်ဆိုတော့ဘာလို့နေဝင်းရဲ့နေဝင်းဘလောက်မိုက်မိုက်လိုက်မိုက်ပါဘောเนาะတကယ်ချင်းမှန်တယ်ထင်လို့လို့ရင်နောက်ကနေပြီးတော့လိုက်လုံးမယ်အဲတကယ်ချင်းနဲ့သူလိုက်ဆိုးမယ်ပေါ့အဲအဲ့လို message ဆိုတာဘယ်လိုပြောမလဲဒီဟာကတော့အဲမြန်မာရိုးရာရင်ကျင်းမှုပေါင်ထိတ်ရိုက်ထားတဲ့ကာတကားဆိုတော့အဲအဲ့ဒီရပ်ပါပေါ့မြန်မာလူမျိုးမြန်မာရင်ကျင်းမှုအဲလို့စိုင်းနံပုံနံတွေရဲ့အရာပါပေါ့ ဒါလေးပေါ့ဟုတ်ပါဘူးအမှတ်တရအနေနဲ့ကတော့ကျွန်တော်ဆိုဟိုကျွန်တော်ရဲ့နေဝေးရဲ့ပေါ့နော်အဲကျွန်တော်ငွေချင်းတွေပေါ့ဟောပေါ့ခင်ဦးဝါတို့နောက်ကိုလိုက်တာပေါ့ဒူရီယာတို့နောက်ကိုလိုက်တာအဲ့ဒါကျွန်တော်တို့ကဟိုအဲ့မှာကျွန်တော်ရှိရဲ့ပေါ့ကျမောက်တော်စိန်ကြီးထဲမှာရိုက်တယ်စိတ်ထဲမှာအဲ့လိုရေစက်မှာထိုးကြတိတ်ကြရတာလေအဲ့လိုမရောက်ခင်မှာအဲ့စေစက်မှာကျွန်တော်တို့ဘာပေါ်ဟိုနောက်ကလိုက်တော့ဈေးဆူးတွေပေါ့ ဈေးစုတွေခဏကမပါဈေးစုတွေနေပြီးအဲဒီမှာဟိုအချိန်ရောလိုက်တင်ကလည်းကြနေနေပြီအချိန်ရောလူပြီးရိုက်နေရတော့စူးစူးလည်းကြိတ်မိပြီးပြေးရတာပေါ့ဟဲ့အားလေးရောမှတ်တရအောင်ပါဟုတ်ကောက်ကောက် ော့နေရာလေးတွေကတော့အဲ့လိုဒီမှာပါတဲ့လူတိုင်းကအဲသူ့နေရာလေးနဲ့သူအဲအယုတ်လေးတွေကကြွပြီးတော့သူ့လောက်ွက်လေးနဲ့သူရှိကြပါတယ်အဲဒါ grader ရဲ့ပညာပေါ့အားလုံး imminent ဘောအဲ့လိုလေးပေါ့ဟုတ်အဲအပြင်မှာဆိုတော့ဒါဟိုမုံမုံမို့ကောင်းနေဆိုတဲ့ယုံမို့ကောင်းလောက်ကိုမိုက်တဲ့လူမိုက်တယောက်လို့မြင်ပါပေါ့ဟုတ်ဟုတ်သူပြောဆောင်တဲ့ပုံစံမိုက်ပါတယ်မိုက်လို့လည်းအချိန်တို့တွင်းမှာအရင်နေဝင်းဆိုသူလည်းဖြစ်တာဟုတ် ဒါကျွန်တော်တို့ဒါပထမဆုံးစုံတွေ့တာပေါ့နော်ကျွန်တော်အရှိမတော့လည်းနားထားတော့မစုံဘူးဒါပထမဆုံးပြန်စုံတော့စုံလာဆိုတော့နာမည်ကြီးနေတာတော့တည်တယ်စစုံလိုက်တော့မနိုင်မလို့အလောက်ထိမထင်တော့ဒါပေမဲ့အတူတူလှုပ်လှုပ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ idea တွေသူ့ကိုနေနေရအာတော့အဲဒါကြောင့်လည်းသူဖြစ်တာဘူးသူ့ရင်ထဲမှာအနည်းပညာဝမ်းသာတော်တော်ကိုလေ့လာထားတယ်ဟောဒီလူကမန်းတက်ကကြောက်အိမ်နဲ့နီးတယ်ဒီတန်နေကြရတာကြောက်ခေါင်းကိုက်တယ် ။ဇောင်းနှန်းအလူမလား။အဲဇောင်းနှန်းအားလုံးကြုတ်လူမယ်။ဟုတ်ကျွန်တော်ငါးနှစ်လောက်ရှိပြီကျွန်တော်နားရတာ။ဟုတ်။ကျွန်တော်ကမလေးလေးဖြစ်နေတာလို့ပြောနေတာ။ကျွန်တော်ကကားရုံးဝင်လို့။ကားရုံးဝင်လို့ဟုတ်။အဲစကားစကားတော့မရိုက်ဖြစ်တာလား။အဓိကတော့ဟိုစီဝိုင်းဘက်ကိုစီဝိုင်းဘက်ကိုအားဆိုင်နေတော့ကျွန်တော်လူပညာကဘယ်လိုပေါ့မရရင်မြန်ပေါ်ကြပါလေပေါ်ကြတယ်ငါကြတို့တော့ကျွန်တော်အဲ့လိုပေါ့ငင်းငင်းနဲ့ နည်းနည်းဝေးသွားပြီးတော့ကျွန်တော်ဟိုဘက်ကိုအားဆိုင်နေတဲ့ချိန်ဆိုအဲ့လိုဖြစ်သွားဟုတ်ဝေးနေတော့နှုတ်ပညာကိုလွန်ဟန်းတော့ပေါ့ဒီကရှူတင်နေကျိုင်းနေတာတွေ့ရင်တော့ခါတင်ကျိုင်းသွားမကြည့်ဖြစ်ဘူးတန်ကျိုင်းတော့ဘယ်လိုမြိတ်ရွယ်လဲအဲဒါကျွန်တော်တို့ဒီလောက်ကိုကဘယ်လိုပြောမလဲဟိုသက်ဆိုင်ရလို့လုပ်ခဲ့တာမျိုးအဲဒီကချစ်လို့ကိုလုပ်ခဲ့တာဆိုတော့လေအဲဒီတိုင်းလည်းလွန်ရအောင်လုပ်ခွင့်ရပြီဆိုတော့ကျင်ကြတော့အဲအတိုင်းထက်လွန်ပေါ့အဲဘယ်လိုပြောမလဲဟိုရေခဏရာထဲမှာရေငတ်နေတဲ့လူတယောက် ်ရေတခွက်တောက်လိုက်ရလို့ပဲပေါ့အဲ့လိုလေးပါအဲ့ဒီလေးမျိုးပေါ့ဟုတ်ပေးသက်နေနေလည်းဒီကောင်းစီးလိုက်တဲ့ကောင်မှအဲ့လိုမြမရင်ကျေးမှုပေါ့နော်မြမဆိုတဲ့ရင်ကျေးမှုရဲ့အမွေနှစ်လေးတွေဆိုတော့ sign and bonan လေးတွေအဲ့ဒါမြမရူရအောင်နဲ့အမှုပြန် sign အမှုပညာရဲ့ရပါမြောက်မှုတွေဆိုတော့ကျွန်တော် sign နဲ့ကြားရင် sign ကြောင့်ပြိုသွားတာရှိတယ်အဲ sign ကြောင့်လွမ်းပြီးတော့ငိုသွားတာရှိတယ်အဲဒီအရာတွေကို ဟိုပေါ်ပေါ်လွင်လွင်တွေ့ရတော့အလိုပေါ့မြမောင်ချစ်တဲ့စိတ်ငွားရင်ချင်းမှုချစ်တဲ့စိတ်ရှိတဲ့လူတိုင်းဒီကားကိုကြိုက်နှစ်သက်ကြပါလေဟုတ်ပြေးတက်တယောက်နေနေဦးနဲ့လှိုက်တယ်မှာပြနေရတော့ကြည့်ပါအဲ့တက်တယောက်နေနေပဲခံစားမိကြည့်တော့အဲတော့ဘယ်လိုမအောင်ဆိုဝင်နိုင်လို့စီးနေအဲအဲ့ရမမျိုးလို့ငိုဝင်းနဲ့တယောက်တီးတယ်တယောက်ကဆိုတယ်အဲ့ဟာကြီးကလုံးဝကိုလည်းမထိန်းနိုင်အောင်ဘူးတော့ဟုတ်စားပြီ ိုက်ကုန်ပြီဒီသောဟုံကျွဲခံစားရတယ်ခုနပြောလို့ဇက်အရာကလည်းဟိုဟိုဒီလို drama တွေလည်းပါတယ်ဇက်အရာလည်း drama တွေ drama အဲ့မှာမှာဆိုတော့ပြောတော့တီးလုံးနေရာကြတကယ်ဆိုင်းတယ်မို့လဲကြီးကြီးရတဲ့မှာဆိုတော့ကျွန်တော်ပြောလို့ပေါ့ပျော်စရာဆိုလဲဆိုင်းရဲ့ဆိုင်းရဲ့ကြွားနေအောင်ဥပမာ net ဒိုးတွေပါဆိုလဲဝုန်းဝုန်းလို့ပျော်ပျော်ပြောင်းနေပဲအခုကကြာလည်းမို့လေဆိုင်းရဲ့ဒီအဲ့လိုနှဲတိုင်းရဲ့အာအဲ့လိုရာနေဒီမှာဇက်ကလည်း drama ကြီးရေဆိုတော့အဲ့မှာဟိုကမထိန်းနိုင်ဘူး ဟုတ်ကဲ့ဟိုမြန်မာယဉ်ကျေးမှုကိုချစ်တယ်ဆိုတဲ့ဆိုပေါ့နော်ကျွန်တော်တို့ပြောတဲ့နေ့ရက်နေ့မှာအဲယုံလေးနဲ့ကမှလာရောက်အားပေးကြပါဦးလို့အဲလေးလေးစားစားနဲ့ဖိတ်ခေါ်ပါခင်ဗျာဟုတ်